ားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ချက်စီတင်းရဲ့ဘရာဇီးလူငယ်ကွင်းလယ်ကစားသမားဖြစ်တဲ့အန်ဒရီဆန်တိုကတော့ဒဏ်ရာပြဿနာအနှဲငယ်ရှိခဲ့တဲ့အတွက်ဒါကျွန်တော် international break ပွဲစဉ်တွေပြီးမှသာကလပ်တင်းရဲ့ပွဲစဉ်တွေကိုပြန်လည်ပူးပေါင်းနိုင်တော့မယ်ဆိုပြီးတော့မှဒီပြဖြစ်တဲ့အန်ဆိုမာရစ်ကဖော်ပြထားတယ်လက်တလုံးမှာတော့ချက်စီအတင်းကကျွန်တော်တို့ဒဏ်ရာရကစားသမားတွေများပြားလာတဲ့အခြေအနေ ဒါနောက်ဆုံးပြိုင်ပွဲဆုံး၄ပွဲမှာအသုံးပွဲတိတိပေါ့လေဒါကျွန်တော်တို့အနေကပြစ်တန်တဲ့တောက်လျှောက်ထုတ်ခံနေရတဲ့အနေထားတွေထိချက်စီတင်ကကြုံနေရပြီးတော့မှာဒီပြအဆူမာရစ်ကအတွက်တော့တကယ်ကိုခေါင်းရှုပ်စရာကောင်းတဲ့အခြေအနေတစ်ခုမှာတော့ရှိနေတဲ့အနေထားဖြစ်တယ်။ဆိုတော့တစ်ဖက်မှာတော့ဒါလီဗာပူးအသင်းကြီးရဲ့ဘရာဇီးကိုယ်သမားဖြစ်တဲ့အလက်ဆန်ဘတ်ကာကတော့မင်းညာကသူတို့အနေနဲ့ပေါ့လေကာလာဆာတဲ့အသင်းကိုဝန်နေရလက်နဲ့အရင်နေခဲ့တဲ့ပွဲစဉ်မှာဒရန်ပြဿနာရရှိခဲ့တဲ့အခြေအနေကြောင့်မလို့လာမယ့်ဘတ်ပေါ့လေဒါချက်စီအသင်းနဲ့ ကစားရမယ့်ကျွန်တော်ပရီးမီးယားလိပွဲစဉ်မှာတော့ပူပေါင်းလာနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှကလပ်တင်ဘက်ကတော့ဖော်ပြထားတယ်ဆိုတော့ဒါအချင်းနေပေါ်မူတည်ပြီးတော့မှကစားသမားကကျွန်တော်တို့ဘယ်တော့မှကလပ်တင်နဲ့ပူပေါင်းနိုင်မယ်ဆိုတဲ့ရက်ကိုတော့ကလပ်တင်ရဲ့ဆေးဖွဲကထုတ်ပြန်ထားခြင်းမရှိဘူးဆိုပြီးဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့ရဲမသရက်အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖာရီကိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးပေါ်ပြထားတယ်။ကစားသမားတို့ပြောင်းရွှေ့ခြင်းနဲ့ယူရိုတန်း80လောက်နဲ့ယူနိုက်တက်အသင်းကစတင်ကမ်းလှမ်းဖို့စီစဉ်ထားတာဖြစ်ပြီးတော့မှတကယ်လို့လာရေမသူတဲ့အသင်းက Manchester United အသင်းရဲ့လူငယ်ကွင်းလှယ်ကစားသမားဖြစ်တဲ့ Kobe Mainu ကိုကစားသမားချင်းဆွတ်လုပ်ဖို့ကလန်ခဲ့မယ်ဆိုရင်လည်း Manchester United အသင်းကလက်ခံ လက်ခံစဉ်းစားသွားဖို့ရှိတယ်ဆိုပြီးတော့ဖော်ပြထားတယ်။အာဆင်နယ်သင်းရဲ့ကစားသမားဖြစ်တဲ့ဘူကိုယိုဆာကာကတော့မကြခင်မှာဖလက်တင်နဲ့ကာလာရှိစာချုပ်အသက်ထပ်တိုးမှဖြစ်ပြီးတော့မှတပတ်လောက်ခလာစားအနေနဲ့ပေါင်၃သိန်းကျော်ရရှိသွားမယ်ဆိုပြီးတော့မှ TBS Sport ကဖော်ပြထားတယ်။ဒါပြင်ကျွန်တော်အာဆင်နယ်သင်းကကလပ်သင်းရဲ့ဘရာဒီတိုက်စစ်ကစားသမားဖြစ်တဲ့ဂါဘီယယ်ဂျေဆုကိုတော့ဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်မှာအဲသူတို့အနေနဲ့ရောင်းချသွားဖို့ပြင်ဆင်နေပြီးတော့မှလက်ရှိမှာတော့ကစားသမားရဲ့ပြောင်းရွှေ့ဈေးကိုဒါပေါ့လေယူရိုတန်30သတ်မှတ်ထားတယ်ဆိုပြီးတော့မှဖော်ပြထားတယ် ယ်ဥရောပထိပ်သီးအသင်းတွေတဲကမှဒါ AC Milan အသင်းပါဝင်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ Everton အသင်းတို့ကပါကျွန်တော် Gabriel Jesus ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Forward Dogs London ကဖော်ပြထားတယ် မန်ချက်စတာစီးတီးအသင်းကတော့ဘုံမောက်အသင်းရဲ့တော်မကစားမှဖြစ်တဲ့အစီမင်းကျူကိုခေါ်ယူဖို့ချိုးပန်းနေတယ်ဆိုပြီးတော့မှ Daily Miners ကပေါ်ပြထားတယ်လက်ရှိမှာတော့အစီမင်းကျူကိုတော့ Premier League ကလပ်အသင်းနဲ့ဖြစ်တဲ့ Aston Villa, Torian Hotspur, Manchester United အသင်းတို့ကပါအပြိုင်ခေါ်ယူဖို့ချိုးပန်းတာဖြစ်ပြီးတော့မှဒီပြ Pep Guardiola ကကျွန်တော်တို့ပေါ့လေစီမီညိုခေါ်ယူဖို့သဘောကျနေတာဆိုပြီးတော့လည်းပေါ်ပြထားတယ်ပေါ့လေဆိုတော့တစ်ဖက်မှာတော့ဘာစီလိုနာအသင်းကဒါကျွန်တော်တို့ဒီပေါ့လေလာမယ့်နေ့ကဒီ transfer window မှာတော့ သူတို့အနေနဲ့အက်တလက်တီကိုမတ်ထွက်အသင်းရဲ့အာကျွန်တော်အာဂျင်တိုင်းနာတိုက်စစ်ကစားမဖြစ်တဲ့ဂျူနီယာအေဗာရက်စ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုဖော်ပြထားတယ်။အကစားဒါရိုက်တာ ဖြစ်တဲ့ဒီကိုကိုရိုင်က2026နိုယာတီထရန်စပါဝင်းတို့မှာဒီပေါ့လေကျွန်တော်တို့ဂျူနီယာအေဗာရက်စ်ကိုခေါ်ဖို့ဂျိုးပန်းသွားမှာဖြစ်ပြီးတော့မှလက်ရှိမှာတော့အက်တလက်တီကိုမတ်ထွက်အသင်းကကစားသမားရဲ့ပြောင်းရွှေ့ခြေကိုယူရိုတန်130ချောသတ်မှတ်ထားတယ်ဆိုပြီးဖော်ပြထားတယ်။ ဘင်ဖီကာတင်းရဲ့နေပြတစ်ဖြစ်လာတဲ့ဂျိုဆေမော်ရင်ဟိုကတော့လက်ရှိမှာသူ့အနေနဲ့ပေါ့လေကလပ်တင်းရဲ့တာဝန်ရှိတဲ့သူတွေကိုရဲမတူတဲ့အတင်းရဲ့ကွင်းလိုက်ကစားမှဖြစ်တဲ့ Frying DS ကိုခေါ်ယူပေးဖို့ဒါသူသူ့အနေနဲ့ပေါ့လေဒါတောင်းဆိုထားတယ်ဆိုပြီးဖော်ပြထားတယ်ဒီဘက်မှာလည်း Brian DS ကိုတိုင်ကဇာဘီအလွန်ဆိုအနေနဲ့ပေါ့လေပွဲထွက်ခွင့်ပုံမပေးမှသာရဲမတူတဲ့အတင်းမှာပဲဆက်ရှိဖို့ဂျိုးပန်းသွားမှဖြစ်ပြီးတော့မှဒီပေါ့လေ ဒီပွဲထွက်ခွင့်ပုံမှန်တနည်းအားသာမရဘူးဆိုရင်တော့သူအနေနဲ့တခြားသောအကလပ်တသင်းကိုပြောင်းရွှေ့ဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်ဗောလေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်